ာပါစနိုးပါဒီနေ့စနိုးကလမောင်းသေးခြင်းနဲ့ဆိုပြောပြောထားတဲ့သူလေးတွေအတွက်ကို7 day challenge လေးစီစဉ်ပေးထားပါတယ်အဲ့7 day challenge လေးမှာဗားရီပါလဲဆိုရင်လမောင်းကိုကိုယ့်ရဲ့ body weight ကိုသုံးပြီးတော့ဆော့တဲ့လေ့ကျင့်ခန်းလေးတွေပါမယ်အလေးနဲ့ဆော့တဲ့လေ့ကျင့်ခန်းလေးတွေပါမယ်ပြီးတော့ဒီတိုင်းမဲ့အလုပ်ကိုမှလမောင်းခါရီကိုပုံစံမျိုးလုပ်တဲ့လေ့ကျင့်ခန်းလေးတွေအဲ့ဒါမျိုးလေးတွေကို9ရက်တိတိစနိုးနဲ့တူတူလိုက်ဆော့ပေးရမှာပဲဖြစ်ပါတယ်အဲ့တော့လေ့ကျင့်ခန်းလေးတွေကိုမပြောခင်မှာလေ့ကျင့်ခန်းလေးတွေကိုလောက်ရတာပို့ပြီးတော့ထိရောက်ခြင်းနဲ့ပို့ပြီးတော့သိတာခြင်းနဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့ စားအသောက်တွေရောအနေထိုင်တွေရောပို့ပြီးတော့ဆင်ခြင်လို့ရှိရင်တော့သိတာမှာပေါ့နော်။ဒါပေမဲ့ဒီဗီဒီယိုထဲမှာတော့ဆွန်တို့ကအဲ့ဒါတွေမပြောဘဲနဲ့လေ့ကျင့်ခန်းလေးတွေပဲကြားပေးတော့မှာဖြစ်ပါတယ်။အဲ့တော့ကြည့်လိုက်ရအောင်။ထမောင်းဆုံးလေ့ကျင့်ခန်းလေးရကြတော့ခန္ဓာကိုယ်လေးကိုတတောင်းတတားလေးမတည့်ရမယ်။လက်လေးကိုကာထုတ်လိုက်မယ်။စက်ဝိုင်းလေးဝိုင်းမယ်။ direction တစ်ခုကိုအမြန်လေးဆက်ဝိုင်းလေးဝိုင်းမယ်ဆက်ဝိုင်းသေးသေးလေးနဲ့မြန်လေးဝိုင်းမယ်နော်အဲ့ဒါလေးကို second 30အဲ့ဒါလေးပြီးသွားပြီဆိုရင် direction လေးပြောင်းမယ်ဆက်ဝိုင်းလေးဝိုင်းမယ်အဲ့ဒါလေးက second 30 direction မတူတဲ့အရှိကို second 30အနောက်ကို second 30 okay အဲ့ဒါလေးပြီးသွားပြီဆိုလို့ရှိရင် jumping check jumping check ကကြချက်ကလေးကိုပူထားမယ်လက်လေးကပ်မယ်ခြောက်ကိုင်းလက်ကပ်မယ်ခြောက်ပွင့်လက်ပူးမယ်ဒါလေးကိုကိုကစက်ကြံအရင်မခုံနိုင်သေးဘူးဆိုလို့ရှိရင်ဖြည်းဖြည်းလေးပဲသွားပေါ့နော်သွားကြတော့နှာခေါင်းပဲအသက်ရှူမယ်နှာခေါင်းပဲရှူထုတ်မယ်ဘာလို့လဲဆိုတော့အစက်ကရှူလိုက်လို့ရှိရင် အိုင်ဟိုက်တက်ပြီးတော့မောသွားမှာဆိုလို့ခြေပြားထိတ်ကလေးနဲ့ပဲခုံပေးထားမယ်နော်ဒါလေးကို10မိနစ်လေးသွားပေးရမယ်ကဲဒါလေးပြီးသွားပြီဆိုလို့ရှိရင်ကိုရဲ့အိမ်မှာနိုင်ငံလေးရှိရပါတော့။နိုင်ငံလေးနဲ့တိုက်ထိုးရမှာပဲဖြစ်ပါတယ်။နိုင်ငံလေးနဲ့တိုက်ထိုးမှဆိုရင်အရင်ဆုံးနိုင်ငံရှိကိုကိုကသွားလိုက်။နိုင်ငံမုံလက်တင်လိုက်။အကွာအဝေးကကြတော့လက်တဆန်လေးပဲနော်။လက်ကလေးကိုတင်မယ်။ပခုံးကျဲလေးပဲထားမယ်။အဲ့ဒါအောင်မှာဘလို့လေးလှုပ်စစ်ခြင်းလဲဆိုရင်လက်ကိုဘေးကိုတလှမ်းလေးကမယ်။အောက်ကိုတလှမ်းလေးချမယ်။အဲ့လေးစမ်းကြည့်အောင်။ ။နေမို့လက်တင်မယ်။ဘေးလေးကိုတလှမ်းလေးကမယ်။အောက်ကိုတလှမ်းလေးချမယ်။ပြီးရင်တံတောင်လေးကဘေးကိုမကားထွက်စေနဲ့နော်။တံောင်လေးတွေလျှော့ထားမယ်။ချမယ်။ပြန်တွန်းမယ်။ကိုယ့်ရဲ့ခန္ဓာကိုယ်လေးကိုကျန်းပေါ်မှာတွန်းတဲ့ပုံစံမျိုးလေးပဲနော်။စမ်းထုံမယ်။တကိုယ်လုံးဒုတ်ချောင်းလေးလိုတောင်းလာမယ်။လူမျိုးတလူကြီးပဲမလုပ်အောင်နော်။လူကြီးပဲမဟုတ်ဘူး။တကိုယ်လုံးတောင်းထားပြီးမှတကိုယ်လုံးပေါင်းချမယ်။ ညံဆန်းထုတ်ဒီကုလုံးပေါင်ချညံဆန်းထုတ်အဲ့ဒါလေးကိုတမနစ်လေးသွားပေးရမယ်โอเคအဲ့ဒါလေးပြီးသွားပြီဆိုလို့ရှိရင်အောက်က map လေးစီကိုလာမယ်။လက်နှစ်ဖက်လေးကပခုံးအကျယ်လေးထားမယ်နော်။ ်ပြီးရင်ခဏကိုလေးကိုတုတ်ချောင်းလေးလို့တောင်းလာမယ်တင်မတွေမထောင်းစေနဲ့လက်နှစ်ဖက်ချားတဲ့ကိုခြေောက်တစ်ဖက်ကလေးကလေထဲမှာပဲကန်လိုက်တဲ့ပုံစံလေးနော်အနောက်ကိုပြန်သွားမယ်လေထဲမှာကန်မယ်အနောက်ပြန်သွားမယ်ကန်မယ်အနောက်ပြန်သွားမယ်ဒါမျိုးလေးကိုရာလောက်ပြီဆိုရင်ကိုယ်အရှိန်လေးထည့်ကြည့်မယ်နော်ဒါမျိုးလေးလက်ချားတဲ့ကိုကန်မယ်ကန်မယ်ကန်မယ်သက်ကိုအောင်ရှူထားမယ်ကြောကုန်းလေးတွန်းထားမယ်မိုက်ကိုညှစ်ထားမယ်နော်ဒါလေးကိုစက္ကန့်30လေးသွားပေးပါ Okay ဒါလေးပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခုကကြတော့တထောင်ထောက်မယ်နော် လက်လေးချမယ်မခုံးမောက်တက်တက်လေးမှာတထောင်ထောင်းမယ်လက်လေးချမယ်ခဏကိုအပေါ်ပိုင်းလေးကိုတစ်ဖြောင်းနဲ့ထားမယ်ခါးလေးကဒီလိုမကောစင်းနဲ့ပိုက်ကိုရှိုက်ထားမယ်ပခုံးရဲ့တင်မာရဲ့ခြေောက်ရဲ့တလိုင်းနဲ့ဖြစ်နေရမယ်နော်ပိုက်လေးတွေညှစ်ထားမယ်ဒါမျိုးလေးကိုတမနစ်လေးသွားပေးပါတောင်းထားမယ်နော်ကဲခုနကစလုံးပြတဲ့လေ့ကျင့်ခန်းလေးတွေကကြတော့၅မျိုးပေါ့နော်အဲ့ဒီ၅မျိုးကိုကမနိုင်ဘူးဆိုလို့ရှိရင်အခုမှစဆော့ရဲဆိုလို့ရှိရင်တော့အဲ့ဒီ၅မျိုးတစ်ခေါက်စီပဲဆော့ ကိုကနိုင်နေဆိုလို့ရှိရင်ငါးမျိုးတစ်ခေါက်ဆော့မယ်ခဏနာမယ်ငါးမျိုးဆော့မယ်ငါးမျိုးဆော့မယ်သုံးချော့ဆော့ပြရမှာဖြစ်ပါတယ်အဲ့တော့ day 2လေးမှာပြန်ဆုံမယ်တတ်တာ